ခမလီဝန်ဆာချောမင်္ဂလာညချမ်းပါခင်ဗျာဒီနေ့2025ခုနှစ်အောက်တိုဘာလ10ရက်နေ့တောက်ကြနေညရှမ်းနီအတန်ရဲ့ပေါက်ကက်အစီအစဉ်ဒီကိုတင်ဆက်ပေးပါတော့မယ်ဒီနေ့ညအတွက်ရှမ်းနီဒေတာနဲ့ပြည်တွင်းပြည်ပကသတင်းတွေကိုစုစည်းနားဆင်သွားကြရမှာပါဒီနေ့ညအတွက်သတင်းတွေမှာတော့ဗမောက်မြို့ပေါ်ကစစ်ပေးဆောင်တွေရဲ့နေအိမ်နဲ့ဈေးဆိုင်တွေဖောက်ထွင်းခံရတဲ့သတင်းပြည်တွင်းကလူငယ်၄ပုံတပုံဟာအလုလမဲ့ဖြစ်နေပြီးတော့အမျိုးသမီးတွေပုံများပြတဲ့တဲ့ မြေကျင်းနာမြို့နယ်မြစ်ဆုံအနီးအောင်မြင်သာစံပြကျွော်မှာ GNE ရဲ့တပ်သားစုဆောင်ခံရတဲ့တည်မလေးရှားကယူကော့ပွဲစောင့်ကြည့်အဖွဲ့တွေကိုဆစ်လို့မဲ့တည်နဲ့အင်အားပြင်းငလင်လောက်ခတ်ပြီးတဲ့နောက်ဖိလစ်ပိုင်နဲ့အင်ဒိုနီးရှားတို့မှာဆူနာမီတတိပေးထားတဲ့တည်င်စတဲ့ပြည်တွင်းပြည်ပကတည်င်တွေကိုနားဆင်သွားကြရဖို့ရှိနေပါတယ်ဗမောင်မြို့ပေါ်ကစစ်ပေးရှောင်တွေရဲ့နေအိမ်ဈေးဆိုင်ခန့်တွေဖောက်ထွင်းခံရတဲ့တင်းကိုပြောပြပေးပါမယ်။ဗမောင်မြို့ပေါ်မှာနှစ်ပတ်အတွင်းစစ်ပေးရှောင်တွေရဲ့နေအိမ်နဲ့ဈေးဆိုင်ခန့်တွေ ဖောက်တင်ခံရမှုတွေများပြလာနေတယ်လို့ဒေတာခန်ဒီကပြောဆိုကြပါတယ်။ဆိုင်းတွေဘယ်သူဖောက်မှန်းတော့မသိဘူးနောက်ထပ်အများကြီးဖောက်ခံရသေးတယ်ပထမဖောက်တာအကူလို့ဆိုင်ပါတယ်။တိမ့်တရာဖို့အကြီးတင်ထားတဲ့ပစ္စည်းတင်ရှိတာညီမတင်ထားတာပေါင်းမယ်ဆိုရင်ထောင်ကျော်မယ်တင်ထားတဲ့ပစ္စည်းတွေကသူတို့အကြိုက်တကြီးပဲဆိုလာဘက်ထရီမီးထွန်းတာတွေလို့ဈေးဆိုင်ခန်းဖောက်ထွင်းခံရသူတူကရှန်နီအတန်ကိုပြောဆိုပါတယ်။အော်တိုဘားလ15ရက်နေ့အတွင်းကိုမြို့အတွင်းကပစ္စည်းတွေတည်ယူဖို့ KNE နဲ့ PDF တွေကမြို့ထဲဝင်ရောက်ခွင့်ပြုလိုက်ပြီးမြဲ တန်ဖိုးကြီးပစ္စည်းတွေဟာခိုးယူခံရတယ်လို့ဒေတာကန်တွေကပြောပါရယ်။ရှမ်းနီအတန်ကိုဆက်တွေ့ပြောဆိုမှုတွေထက်မှဖုံးဆိုင်၊ကုန်မနဲ့အိမ်ဆောက်ပစ္စည်းဆိုင်၊လက်စစ်ပစ္စည်းနဲ့ရွှေဆိုင်တွေနဲ့နေအိမ်တချို့ဖောက်ထွင်းခံရတယ်ဆိုပြီးပြောဆိုတဲ့ပြင်းချက်သိန်းထောင်နဲ့ချီတန်ဖိုးရှိတယ်လို့လည်းဆိုပါရယ်။ဗမောမျိုးကိုတော့စက်တင်ဘာလ23ရက်နေ့မှာ NUG ရဲ့ data ကာကွယ်ရေးတပ် PDF တွေနဲ့ KA ပူးပေါင်းတပ်တွေကအပီးတက်တိတ်ပိုက်ထားတာလည်းဖြစ်ပါတယ်။ မြို့တွင်တိုက်ပွဲကာလအတွင်းမှာဒေသခံထောင်နေချီဟာပမောက်မြို့နယ်ရဲ့အနောက်ဘက်ခြမ်းနဲ့မြောက်ဘက်ခြမ်းတွေကိုတင်းရှောင်ကြတာဖြစ်ပါတယ်။တင်ရမယ်ဆိုရင်တော့တိတိကျကျပြန်စစ်ကြည့်မှရအောင်မယ်။ဘာတွေရှိတယ်လဲဆိုတော့မသိတော့ဘူး။ဘာမှမရှိတော့ဘူးလို့လည်းလာပြောကြတာတွေရှိတယ်။ SND ရှိတုန်းကတော့ဒီလိုမရှိဘူး။အဝတ်တထည်ကိုတခုနဲ့ပြေးခရရတာဆိုတော့လို့စီဗီရှောင်နေတဲ့စားတောက်ဆိုင်ပန်းရှိတူကပြောပါတယ်။ လက်ရှိမှာပမောက်မြို့နီးမှာစစ်ရေးတင်းမာနေဆဲဖြစ်ပြီးမြို့ပြန်လည်ရရှိရေးအတွက် SNL ကတံပြန်ထိုးစစ်ဆင်နေတာလည်းဖြစ်ပါတယ်။ဒါပြင်ပမောက်မြို့ရဲ့အနောက်ဘက်ကျောင်းလေကျေးရွာအနီးမှာလည်းတိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေတယ်လို့ဒေတာခန်တွေစီကနေတရှိရပါတယ်။မလေးရှားကရွေးကောက်ပွဲစောင့်ကြည့်အဖွဲ့စီလို့မဲ့အကြောင်းကိုပြောပြပေးတော့မှာပါ။ မြန်မာနိုင်ငံကိုတရက်တာခီးစင်လာရောက်တဲ့အာဆီယံအလက်ကျဥက္ကဋ္ဌမလေးရှားနိုင်ငံသားရဲ့ဝန်ကြီးကလာမယ့်ရွေးကောက်ပွဲမှာဆုံးကြည့်ရေးအဖွဲ့တွေ စေလွတ်မယ်လို့ဆိုကြောင်းတီးရပါတယ်။2025ခုနှစ်ရဲ့အလက်ကျအာဆီယံဥက္ကဋ္ဌဖြစ်တဲ့မလေးရှားနိုင်ငံကနိုင်ငံသားရဲ့ဝန်ကြီးမိုဟာမက်ဟာဆန်ဟာအောက်တိုဘာလ9ရက်နေ့မှာနေပြည်တော်ကိုနေ့ချင်းပြန်လာရောက်ပြီးစစ်ကော်မရှင်ဥက္ကဋ္ဌနဲ့တွေ့ဆုံခဲ့တာပါ။ မြန်မာနိုင်ငံရဲ့တည်ရတာခီးစဉ်အတွင်းမှာဒီစင်ပါမှာကျင်းပမဲ့ရွေးကောက်ပွဲကိုလှိလောင်ဆောင်ကြည့်ရအဖွဲ့တွေဆေလွတ်ဖို့အတွက်ဆွေးနွေးခဲ့ကြတယ်လို့မြန်မာနိုင်ငံရဲ့ဆောင်ရွက်နေမှုကိုပူးပေါင်းဆောင်ရွက်တော်မယ်လို့မလေးရှားကဆိုကြောင်းစစ်ကော်မရှင်ကတွေ့ဆုံမှုဆွေးနွေးချက်တွေကိုထုတ်ပြန်ပါတယ် ြန်မာနိုင်ငံကလာမယ့်ရွေးကောက်ပွဲအကြောင်းကိုလည်းဆွေးနွေးခဲ့ပါတယ်လို့တောက်ကြနေမှာမလေးရှားနိုင်ငံသားရဲ့ဝန်ကြီးကလူမှုကွန်ရက်စာမျက်နှာ Facebook မှာရေးသားထားပါတယ်2025ခုနှစ်ဇူလိုင်လမှာကျင်းပခဲ့တဲ့58ကြိမ်မြောက်အာဆီယံနိုင်ငံကြားရေးဝန်ကြီးများ အစည်းအဝေးရဲ့ဆုံးဖြတ်ချက်အရာ အလုတ်တဘောခရီးစဉ်ကိုပြုလုပ်ခဲ့တာဖြစ်ပြီး2025ခုနှစ်အာဆီယံတဘာပတိအဖြစ်နိုင်ငံခြားရေးဝန်ကြီးရဲ့စွမ်းဆောင်ရည်နဲ့ဆောင်ရွက်ခဲ့ကြောင်းမိုဟာမက်ဟန်ဆန်ကပြောဆိုထားပါတယ်။ မြန်မာအရေးအာဆီယံပုံသဘောတူညီချက်၅ရပ်ကိုအပြည့်အဝအသိပဲရှိစွာအကောင့်ထက်ဖော်ဖို့လိုအပ်နေပြီးအထူးသဖြင့်အကြံဖတ်မှုတွေကိုရပ်တန့်ရေးနဲ့လူသားချင်းစာနာထောက်ထားမှုအကူအညီတွေတိုးမြှင့်ပေးဖို့အတွက်မြန်မာရောက်မလေးရှားဝန်ကြီးကအလေးပေးပြောဆိုခဲ့ပါတယ်အခုရက်တက်တပတ်အတွင်းမှာတော်လန်ရေးတပ်တွေရဲ့ထိန်းချုပ်နယ်မြေတွေကိုစစ်တပ်ကလေကြောင်းတိုက်ခိုက်မှုမြင့်တက်နေတဲ့ကာလဖြစ်ပြီးတေဆုံးသူ၁၀နဲ့ရှိရှိနေတာလည်းဖြစ်ပါတယ် လမဲရွေးကောက်ပွဲမှာဝင်ရောက်ရှင်ပြိုင်မဲ့နိုင်ငံရေးပါတီ58ပါတီရှိပြီးကိုစလေလောင်း9000ကျော်ဝင်ရောက်ရှင်ပြိုင်မယ်လို့ UEC ရွေးကောက်ပွဲကော်မရှင်ကထုတ်ပြန်ထားပါတယ်ရှင်။ မြေဆောင်အနီးအောင်မြင်တာစံပြကြေးရွာမှာ KIA ရဲ့တတဆုဆောင်ရေးဆွဲခံရတဲ့တည်င်းကိုပြောပြပေးသွားမှာဖြစ်ပါတယ်။မြကြီးနာမျိုးအောင်မြင်တာစံပြကြေးရွာဝေယုံတော်အပန်းပြေစခန်းကိုတည်င်းကျုပ်ကာလအတွင်းလာရောက်လည်ပတ်တဲ့လူငယ်ဆယ်နဲ့ချီဆုဆောင်ရေးဆွဲခံရတယ်လို့သိရပါတယ်။တည်င်းကျုပ်ကာလအတွင်းသွားရောက်လည်ပတ်တဲ့လူငယ်အယောက်60ကျော်ကိုတရက်အတွင်း KIA ရဲ့တတဆုဆောင်ရေးဆွဲခံရတယ်လို့သွားရောက်လည်ပတ်သူတချို့ထဲမှလွတ်မြောက်လာသူမျက်မြင် ်တက်တေတူမှတည်ရပါတယ်။ဖန်စီခံရချိန်တွင်အောက်တိုဘာ9ရက်နေ့ကလူအများအပန်းဖြေချိန်ဝစ်ဆောင်အပြည့်နဲ့လာပြီးတခါတည်းဖန်တော့တာပဲခွေးပြေးဝက်ပြေးပြေးခဲရတာပသွားတာအများကြီးပဲလို့သူကဆိုပါတယ်။အောင်မြင်တာစံပြကြေးရွာနဲ့မြစ်ဆုံဒေတာတွေမှာရခင်ကစစ်တပ်ကစစ်ဆင်မှုတွေတင်းကျပ်ပြီးစစ်ရေးလှုပ်ရှားမှုအ திக ပြုလုပ်ခဲ့တဲ့နေရာတွေဖြစ်ပါတယ်။မြစ်ကြီးနားမြို့နယ်အတွင်းမှာ2021ခုနှစ်နောက်ပိုင်းအဲ့ဒီအပန်းဖြေစခန်းတွားတဲ့လမ်းတလျှောက် KIA နဲ့စစ်တပ်တို့ ့အကြားတိုက်ပွဲများတောက်လျှောက်ဖြစ်ပွားခဲ့ပါတယ်။ပြီးခဲ့တဲ့နှစ်ပိုင်းအတွင်း၎င်းတွားရောက်လေပတ်တူနေပါခဲ့တာဖြစ်ပြီး2024ခုနှစ်နောက်ပိုင်းမှာအတွားလာများခတ်စိတ်စိတ်တွားရောက်လေပတ်လာကြတာဖြစ်ပါတယ်။ KIA ကမြစ်ကြီးနားမြို့နယ်ထဲအပြင်ဝိုင်းမော်မြို့နယ်၊စင်ဖိုမြို့နယ်၊ဖကတ်မြို့နယ်အတွင်းမှာစစ်တပ်စုဆောင်မှုတွေပုံမပြုတ်လုလာနေပြီးဒေသခံတွေကြားအခုရက်ပိုင်းဝေဖန်မှုတွေမြင့်တက်လာနေတာဖြစ်ပါတယ်။ ပြည်တွင်းကလူငယ်၄ပုံတပုံဟာအလုလမဲ့ဖြစ်နေတယ်လို့ပြည်တွင်းကလူငယ်၄ပုံတပုံဟာအလုလမဲ့ဖြစ်နေပြီးအမျိုးသမီးတွေပုံများပြားတယ်ဆိုတဲ့တည်င်းကိုပြောပြပေးပါမယ်။ပြည်တွင်းကလူငယ်အမျိုးသားအမျိုးသမီး၄ပုံတပုံဟာအလုလမဲ့ဖြစ်နေပြီးတော့အမျိုးသားတွေရဲ့နှုံထထက်အမျိုးသမီးတွေဟာနှစ်ဆကျော်ပုံများတယ်လို့ကုလသမဂ္ဂရဲ့လူငယ်စီးရီးအစီရင်ခံစာကပြောဆိုထားပါတယ်။ အလုတ်ကင်စည်းကွက်ရဲ့မမျှမတာဖက်ကျင်ခံရမှုတွေကြောင့်လူငယ်အမျိုးသမီးတုံးပုံတပုံမှာအလုတ်လက်မဲ့ဖြစ်နေပြီးပြည်ပခါတွေမှာအခုလိုပုံမှုများပြားလာနေတယ်လို့လည်းပြောပါတယ်အလုံးမရှိတဲ့အမျိုးသမီးအများစုဟာအဓိကအဖြစ်မိသားစုဆောင်ရှောက်ရေးနဲ့အိမ်တွင်းတာဝန်တွေကိုလှုပ်ဆောင်နေကြရပြီးအလုံးရှိတဲ့အမျိုးသမီးတွေရဲ့ဝင်ငွေဟာပြင်းပြအဖြစ်အမျိုးသားတွေထက်20နှစ်အခိုင်နှုန်းညော့နေနေတာလည်းဖြစ်ပါတယ်။ဒါ့အပြင်ကြည်လက်ဒေသမှာနေထိုင်တဲ့အသက်18နှစ်ကနေ24နှစ်ကြားရှိတဲ့လူငယ်9ဦးမှာ၄ဦးနီးပါးဟာ ပညာရေးဒါမှမဟုတ်အတက်မူဝမ်းကြောင်းတင်တာတက်ရောက်နေခြင်းမရှိဘူးလို့လည်းပြောပါရယ်ဒီလိုဖြစ်ရတာဟာစီးပွားရေးဆိုင်ရာလိုအပ်ချက်တွေရှိနေတာလုံခြုံမှုမရှိတာတွေကြောင့်ပညာရေးကိုဆက်လက်တင် जा ဖို့အခွင့်အလမ်းမရှိဘဲနှုတ်ထွက်သူတွေများပြားလာတာလို့ကုလရဲ့အစီအခံစာကပြောပါရယ်ပညာတင်ယူနေတဲ့အပိုင်းမှာတော့လူငယ်အမျိုးသမီးတွေက25ရာခိုင်နှုန်းတာရှိပြီးအမျိုးသားတွေက45ရာခိုင်နှုန်းရှိတာကြောင့်နောက်အနာဂတ်မှာလည်းကြားမအခြေပြုမြင့်မြတ်မှုကွာခြားမှုတွေပုံမှန်မြင့်တက်လာစေနိုင်တယ်လို့လည်းပြောပါရတယ်။ ပညာဆက်လက်မတင်ကြတော့ပဲပညာရေးမကနေလုပ်ငန်းခွင်တဲ့ကိုအ мян ပြန်လဲဝေးရောက်နေတာကြောင့်ပညာတက်လူငယ်တွေအထူးတစ်ဖြစ်အမျိုးသမီးတွေအတွက်တည်ငြိမ်တဲ့အလုပ်တွေဖန်တီးနိုင်တာမရှိပဲအထက်တန်းပညာပြီးဆုံးတဲ့အမျိုးသမီးတွေဟာအတန်းပညာနည်းတူအမျိုးသမီးတွေထက်7300ခန့်လုံးအလုပ်လက်မဲ့ပူနေကြောင်းသိရပါတယ်။ဒီလိုပညာရေးရပ်တန့်နေတာအလုပ်လက်မဲ့များပြားလာတွေဟာပြိပခနယ်မြေဖြစ်တဲ့ကရရခိုင်ချင်းစကိုင်းတနင်္သာရီကရင်တို့မှာပုံမှန်ဖြစ်တယ်လို့အစီအခံစာကပြောဆိုထားပါတယ်။ အာပြင်းငလျင်လောက်ခတ်ပြီးနောက်ဖိလစ်ပိုင်နဲ့အင်ဒိုနီးရှားမှာဆူနာမီတတိပေးထားတဲ့အကြောင်းကိုနောက်ဆင်ကြမှာပါ ဖရပိုင်နိုင်ငံတောင်ပိုင်းဒေတာမှာပြင်းအားရစ်ရှတာစကီခွန်တတမ၄အဆင့်ရှိတဲ့ငလျင်တစ်ခုအောက်တိုဘာ၁၀ရက်မနေ့ပိုင်းမှာလုခတ်ခဲ့ပြီးနောက်ငလျင်ဆိုင်ရာအေဂျင်စီတွေကနိုင်ငံအနှံ့အပြားမှာဆူနာမီတတိပိဆက်တွေကို ထုတ်ပြန်ထားသလိုကန်ယူရန်ဒေတာကပြည်သူတွေကို ကုန်းတွင်ကုန်းမြင့်ပိုင်းတွေကိုပြောင်းရွှေ့ဖို့အတွက်တိုက်တွန်းထားပါတယ်။ ပစိဖိတ်ဆူနာမီတတိပေးဌာနကအစောပိုင်းမှာလိုင်းအမြင့်3ပေမှ9ပေအထိဖြစ်နိုင်ကြောင်းတတိပေးထားပါတယ်ရိုက်တာတည်င်းဌာနကအတိပြုထားတယ်ဖလပိုင်နိုင်ငံတာဘာအိုမြို့မှာလုခတ်ခဲ့တဲ့ဗီဒီယိုဖိုင်ကို လူမှုမီဒီယာမှာတင်ပြီးအဆောက်အဦတွေရဲ့ဆူညံတန်တွေနဲ့အတူရုံးဝင်ထန်းတွေက စပွဲများအားကိုင်းဆောင်နေမှုတွေကိုပြသခဲ့ပါတယ် နောက်တစ်ခုက PO တွေပြုတ်ကျတာကို ပြသပြီးအပြင်မှာစုဝေးနေတဲ့အလုပ်သမားတွေကို ပေးလို့ရရွှေ့ပြောင်းခိုင်းပါတယ်။ဖရပိုင်ကန်ယူရမ်မျိုးမာတီရဲ့တဘာဝပေးအန်ဒီရဲ့ဆိုင်ရယုံမရေဒီယိုအော်ပရေတာဂျွန်နတန်တိုလစ်တီယာကအတေအပြောက်တည်င်းများရှက်ရှင်းများရှိကြောင်းနဲ့အနာပိုင်များကပျက်စီးသွားတော့အကြောင်းအဆောက်အုံကိုစစ်ဆေးနေကြောင်းပြောကြားခဲ့ပါတယ်။ ဖရပိုင်နိုင်ငံဒီဗာအိုအော်ရီယန်တယ်အုပ်ချုပ်ရေးမှုကငလျင်လုတ်ခတ်ချိန်မှာ လူတွေထိတ်လန့်သွားတယ်လို့ပြောပါတယ်အင်ဒိုနီးရှားနိုင်ငံရဲ့မြောက်ပိုင်းဆူလာဝေစီနဲ့ပပူဝါဒေတာများအတွက်ဆူနာမီတတိပိတ်ဆက်ထုတ်ပြန်ထားပြီးအင်ဒိုနီးရှားနဲ့ပစိဖိတ်ကျွန်းနိုင်ငံပန်လူးရှိကန်ယူရန်ရှုမှာ၃ပေအထိလိုင်းအသင်းသင်ရှိနိုင်ကြောင်းပြောဆိုထားပါတယ်ရှင် ရှမ်းနီအတန်ရဲ့ pocket အစီအစဉ်တွေကိုရှမ်းနီဘာသာနဲ့မြန်မာဘာသာဘာသာနှမျိုးတင်ဆက်ပေးနေပါတယ်။ရှမ်းနီအတန်ရဲ့တတင်းဆောင်ပါတွေကို www.shamnibyte.com နဲ့ www.facebook.com/theboyofshamni ဆက်မျက်နှာတွေမှာတွားရောက်နှာစင်လို့ရနေပါပြီ။ရှမ်းနီတိုင်းသားတွေရဲ့ရိုးရရင်ကျမှုလူနေမှုဘဝလူမှုစီးပွားရေးကိစ္စရပ်တွေကိုဆောင်းပါတွေ short video တွေအနေနဲ့လဲရှမ်းနီအတန်ရဲ့ re youtube channel နဲ့တရိတ်ကန် channel တို့မှာကြည့်ရှုနိုင်ပါတယ်။ အခုလိုနားဆင်အားပေးခဲ့ကြတဲ့အတွက်ရှမ်းနီအတန်ဝိုင်းဒေါ်လာတွေကအထူးပဲကျေးဇူးတင်ပါတယ်။မြန်မာပြည်သူပြည်သားအားလုံးကိုစိတ်နှပါကျမ်းမာချမ်းသာကြပါစေခင်ဗျာ။ညင်းစုံတေရောက်ခါကြောင်း